ဘောလုံးဒီယိုစုကိုမက်ဆီ၉ချိန်မြောင်ရမလားမက်ဆီရဲ့မှုန်ဝင်နောက်ဆုံးကာလကိုအင်တာမိုင်ယာမီမှာခန်းစား권ရနိုင်သေးပါပြီအင်တာမိုင်ယာမီအတွက်မက်ဆီကမယေမနာပေးဆက်နေပြီးဂိုးတွေတင်းပြနေတာပါအခုနေ့မေဂျာလိပြိုင်ပွဲမှာမက်ဆီ28ပွဲကစားထားပြီး29ဂိုးထိလည်းတင်းယူထားနိုင်ပြီးပါပြီပြီးတော့မက်ဆီကအင်တာမိုင်ယာမီအသင်းအတွက်19ဂိုးဖန်တီးပေးပြီးစွန့်ရင်ကောင်းလည်းပြသထားတာပါဒါပေမဲ့ဆီကမေဂျာလိသမန်တစ်လျှောက်သင်းကို90ကိုပွဲနေဆုံးနဲ့ပြည့်တဲ့ကစားသမားဖြစ်လေစံချိန်တင်ထားတာပါမက်ဆီကမေဂျာလိတနစ်တာအကောင်းဆုံးကစားသမားစုကိုလည်းရရှိတော့မှာဖြစ်ပါတယ် ်မက်ဆီကမေဂျာလိတနစ်တာအကောင်းဆုံးစုကိုမနစ်ကလည်းပိုင်ဆိုင်ထားလို့ပြိုင်ပွဲသမိုင်းတစ်လျှောက် MVP Award ကိုနှစ်နှစ်ဆက်ရောက်နိုင်တဲ့ပထမဆုံးကစားသမားအဖြစ်လည်းစံချိန်တင်မှုရှိနေပါတယ်မက်ဆီဟာဂိုးသင်းအများဆုံးကစားသမားလည်းဖြစ်ခဲ့ပြီးအင်တာမိုင်မီအသင်းနဲ့တူပထမဆုံးရှင်ဖနက်စုကိုလည်းစုကူးနိုင်ခဲ့တာပါအဲ့လိုမျိုးဆွမ်းဆောင်ရင်ကောင်းတဲ့ပြတာရဲ့မက်ဆီကလာမယ့်2026ကမ္ဘာဖလားမှာလည်းအာဂျင်တီးနားအသင်းအတွက်နောက်ဆုံးကစားပေးပြီးအစွမ်းပြတ်နိုင်အောင်ယူရနေသေးပါဘူး။ မက်ဆီရဲ့ဦးဆောင်မှုနဲ့တူအာဂျင်တီးနားသင်္ကာ2020ကမ္ဘာဖလားချန်ပီယံဖြစ်ခဲ့တယ်လို့လက်ရှိချိန်မှာလည်းကစားသမားအင်အားတောင်းနှင်းနေဆဲဖြစ်လို့အောင်မြင်မှုထပ်ယူကြကျင်နေပါသေး။တကယ်လို့များ2026ကမ္ဘာဖလားမှာသာအာဂျင်တီးနားနဲ့တူချန်ပီယံဖြစ်ရင်မက်ဆီကဘလွန်ဒီယိုစုထပ်ရနိုင်သည်ရှိပါတယ်။2020 23ရာသီမှာဘလွန်ဒီယိုစုကိုမက်ဆီ၈ချိန်ကြောင်းပိုင်ဆိုင်ခဲ့ပြီးပါပြီ။အာဂျင်တီးနားကို1986ခုနှစ်နောက်ပိုင်းပထမဆုံးချိန်ကမ္ဘာဖလားချန်ပီယံဖြစ်အောင်မက်ဆီဦးဆောင်ပြီးတဲ့နောက်ဘလွန်ဒီယိုစုအားမက်ဆီအတွက်ထေချာခဲ့တာဖြစ်ပါတယ်။ အဲဒီယာဒီမှာဖလားသုံးလုံးချက်ပြီးရန်မန်စီးတီးတင်မဟာလန်ဒီဘရိုင်းနာပြီးတော့မက်ဆီလိုပဲကဘာပလာရရတဲ့ပြင်စူဖလားဆောင်ရတဲ့အေဗာရက်စ်တို့လည်းဘောလုံးလေးရောရတဲ့ပေမဲ့မရခဲ့တာကတော့စိတ်မကောင်းစရာပါပဲပြင်းတဲ့ဘောလုံးမဂဇင်းကတူနိုင်မဲ့ကနဝင်မက်ဆီရဲ့ကစားသမားဘဝနေဝင်ချိန်မှာအကောင်းဆုံးဂိုးပြီးခြင်းပါပဲအချိန်တုန်းကဘောလုံးလေးရောစုဖို့အပြန်လူခဲ့တဲ့စီရန်နိုတို့ကအဲဒီအချိန်မှာစော်ဒီမှာဇက်မြုပ်နေရခြင်းမက်ဆီကအခမ်းအနားဆုံးဘောလုံးလေးရောစုပြီးပွဲဆင်းရဲထက်နောက်တစ်ချိန်တက်လန်းနိုင်ခဲ့တာဖြစ်ပါတယ်ဒီချိန်မှာပဲစီရန်နိုတို့ရဲ့ဘောလုံးလေးရောစုအရေးတွက်က၅ချိန်နဲ့ကျင်းရင်းခဲ့ပြီး မက်ဆီကတော့၈ချိန်မြောက်စုကိုရရှိခဲ့တာဖြစ်ပါတယ်။အခု၉ချိန်မြောက်စုအတွက်မက်ဆီအာဂျင်တီးနားနဲ့တူ၂၀26ကမ္ဘာဖလားမှာတခုခုလုံးပြနိုင်မယ်ဆိုရင်တော့ထပ်ပြီးမျောလင်းနိုင်သေးတယ်လို့ဆိုနိုင်ပါတယ်။ဒီလိုပဲနောက်ထပ်ဂုံကြီးဖြစ်တဲ့စီဗန်နာဂိုကလည်း2026ကမ္ဘာဖလားမှာပေါ်တူဂီသင်းနဲ့အစုံတရာစွမ်းဆောင်ပြနိုင်ရင်ဒီစုအတွက်ဂုံတီးရဲ့အားပြိုင်မှုကိုလည်းကျွန်တော်တို့ရင်ခုန်ပွဲအောင်စောင့်ကြည့်ရအောင်ပါပါ။ MN Sport မှာတင်ဆက်ပါရင်ဘောလုံးနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုကြိုးစားတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့ 阿鲁妹，兄弟，请问一下，外地客人啊？